ဟိုတော်တော်ပြင်းသွားလေရှုတဲ့တကူလုံးတိုက်သွားအမရဲ့ရိုက်တန်ဆက်လေအမလည်းသူ့တောင်းပန်တာဗောညီမလေးရဲ့ဘယ်လိုမှမအောင်မင်းနဲ့အမမတော်တဆဖြစ်တာပါသူလည်းရပါတယ်ရပါရပါတယ်ဒါဆိုတော့ तू လည်းတော်တော်ညာဝါသီလားဒါအမကိုအိမ်ကိုခေါ်လာလိုက်ဟေးပါပါနေနေပါရာဇေတော့ကတော့မမတို့ကတိတ်ချချင်ရတာပါသူအလှဲ့ရအမလက်အရွယ်ပေါ့နော်ဒါပေမဲ့တကယ်တကယ်ရိုက်တဲ့ချိန်မှာမုကလည်းအယမ်းပါနေ ဟိုဒေါသရဲထဲ့ထားတာရဲဟိုအချိန်နဲ့ပြင်းစင်းတာရဲသူ့ကိုလှမ်းဆွဲလိုက်တာရဲနဲ့ကချိန်သားတိတ်မကြိုက်တော့သူ့အစ်စ်ရိုက်မိပါဖောင်းဆိုတော့လေသူကလေအဲ့လိုလုပ်ပြီးတော့ဘာဆက်လို့လဲသူကရက်လိုက်တယ်တော်လေအမလည်းအရန်အားနာသွားတယ်ဟိုတော်တော်ပြင်းသွားလေရှုတဲ့တစ်ခုလုံးတိုက်သွားအမရဲ့ရိုက်တဲ့ စလေအမလည်းသူ့တောင်းပန်တာဗောညီမလေးရေဘယ်လိုမှမအောင်မင်းနဲ့အမမတော်တဆဖြစ်တာပါသူလည်းရပါလေရပါရပါတယ်ဒါဆိုတော့ तू လည်းတော်တော်နာဝသီလားဟိုအမရိုက်တာအမလည်းအရှမ်းလေအဲ့လိုငကိုလေးကလည်းအပြင်းပြင်းနဲ့ရိုက်မယ်ညီမရှောင်းဒီနားလောက်ကပဲသွားမယ်လို့လှုပ်ထားတဲ့နေမှာသူ့ပိုင်းလည်းရောင်သွားပဲလေသီလားအဲ့လိုမျိုးဗောအဲ့အဲ့လိုအမတ်တရားတွေရှိတယ်အဲ့မှာဒါအမဟိုအိမ်ကိုခေါ်လာလိုက်ဟေး ခေါ်လာ။ရတာနာတာပဲ။အဲ့ဒီဒုံကျင်ရှိပါရဲ့ဆိုတဲ့လူတွေကပဲတိတ်ရအောင်တန်းကြတာဗျ။ခက်ခက်မှာပေါ့။စိုးထားတဲ့ဘုံကမြစ်တစ်ခုလိုပဲ။အမြဲတမ်းစစ်စစ်နေ။အဲ့ဒီတော်ဆိုးတဲ့ချွေးမမူးကိုဝေတာမဟုတ်ငါသားကိုပားရိုက်လေခြင်းဒီကောင်မကဘာကိစ္စငါသားကိုပားရိုက်ရတာလဲဆိုရမူးပေါ့နော်အဲ့အဲ့လိုသားကိုချစ်တဲ့စိတ်နဲ့ ဲ့ဒီဟာကြီးကိုထည့်လိုက်တဲ့အချိန်မှာဟိုအရှိန်လွန်လာရဲ့ရိုက်တဲ့စိတ်ရဲ့အားရဲ့ဟာအရန်များွားလေသူလည်းက तू 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 လှည့်ရမယ့်ဟာလေနည်းနည်းလေး तू ရှစ်တိုးလာတော့အဲ့မှာကွတိထီွားเออနှစ်ယောက်စလုံးကတော့အားပြိုင်တာပဲလေဒါပေမဲ့အဲနောက်ဆုံးတော့ तू อ่ะအဲရောက်ခမကြီးမှန်နေဖြစ်သွားတာလေ तू မှာသားသမီးရှိလာတဲ့အခါကျတော့အဲသူ့ရဲ့သားလေးอ่ะ သူ့ယောက်ျားပုံစံအတိုင်းပေါ့နော်ငငယ်တော့သူ့ယောက်ျားပုံစံအတိုင်းဖြစ်တဲ့အခါမှာ तू อ่ะသူ့ယောက်ခမကြီးဘာကြောင့်ငငယ်တော့သူတို့ဒီလိုလှုပ်တာလဲဆိုတာကို तू ခံစားလို့ရွာပါပေါ့နော်အဲ့တော့ဒေါတီတီဆိုကယောက်ခမကြီးပန့်တယ်ပေါ့အေးပေါ့ဟိုစိတ်ကလေဘလို့ဖြစ်လာဖြစ်တာလဲဆိုတော့အမေတယောက်နေနေကိုကတားကိုအရန်ချစ်တယ်ဒါပေမဲ့ကိုအရန်မုန်းတဲ့မိန်းမကိုတားချစ်နေတဲ့အတွက်ဟိုတားကိုလည်းပြောလို့မရတော့ ီချွေးမကိုပို့ပို့မုံလာတာပေါ့နော်အဲတာကိုဘက်ကိုပါတယ်ဆိုရင်တော့ချွေးမကိုတိတ်မုံလောက်မယ်မထင်ဘူးအခုကတာဟိုသူ့မိန်းမမှသူ့မိန်းမဆိုတဲ့ဟာမျိုးဖြစ်တော့နင်းအဲ့လောက်ထိဖြစ်ရလားငါကနင်းကိုအလောက်ချစ်တယ်တော့နင်းကအဲ့ဒီမိန်းမကိုချစ်ရလားဆိုတဲ့စိတ်နဲ့မချစ်တင်ခဲဖြစ်ပြီးတော့သူ့တာသူ့ဘက်မပါလေချွေးမကိုပို့မုံလီပေါ့နော်အဲအဲ့လိုမျိုးဖြစ်တာပါ စုထက်အဲ့ဒီမှာပြောသွားတယ်လို့ပေါ့လူတိုင်းကကိုခံစားဘူးမှပဲနားလည်နိုင်ကြလေအဲ့ဒီမှာခက်ခက်မှာနောက်ဆုံးမှာသူကိုယ်တိုင်ကဒီဒုက္ခကိုသူခံစားသွားရတာဟုတ်သူ့သားလေးကသူ့သဘောမတူတဲ့မိန်းမနဲ့လိုက်ကြိုက်သွားတယ်ဘလုံးမပြောလို့မရဘူးအဲ့ဒီမိန်းမမှာအဲ့ဒီမိန်းမဆိုတော့သူ့ရဲ့ဘဝမှာငငယ်တော့ကသူလောက်ခဲ့တဲ့အရာတွေပေါ့နော်အဲငငယ်တော့ဆိုရင်အဲဟိုဟာ ချာလီကအမအကိုပြန်ပြီးတော့ခံပြောတာတွေဟာအခုသူ့အသက်ကြီးတဲ့ချိန်မှာသူ့သားသူ့ကိုပြန်ခံပြောတာတွေအဲ့လိုမျိုးတွေနဲ့တွားတဲ့အခါမှာစိတ်ကထတ်တူသွားကြတာပေါ့အာတကယ်ကိုခံစားလိုက်ရတဲ့ချိန်မှာအော်ငါတုန်းကငါအခုခံစားနေရငါဒီလိုခံစားနေရတယ်ဆိုရင်ငါရောက်ခမကြီးလဲအဲ့ဒီတော့ငါလိုပဲခံစားရမှာပဲဆိုတော့ခံစားချက်ချင်းသွားတူလို့အဲ့အဲ့လိုနားလေပြရခံစားချက်ချင်းမတူရင်တော့ ဖြစ်ပုံချင်းလည်းမတွေ့တော့နားမလည်ပေးနိုင်ဘူးလေအဲအမကတော့အပြင်မှာကို့သားရှိတယ်ဆိုရင်တော့သားချစ်တဲ့မိမကိုလိုက်ချစ်ပေးမှာပါအေးဒါရုပ်ရှင်လေအမဘလောက်ဆိုဆိုလက်ခံပေးမှာလားချွေးမှာအဲ့လက်ခံပေးတယ်လက်ခံပေးတယ်ဘာပြောလို့ဆိုတော့အမမကအခုကရောင်းမတစ်ယောက်ရှိတယ်လေရောင်းမတစ်ယောက်ရှိတယ်အဲမက်ကလေးတစ်ယောက်ရှိတယ်ပေါ့နော်အဲအမတို့အရန်ချစ်တယ်အရန်ချစ်တယ်အဲ့မက်ကလေးနဲ့လည်းမောင်နှမတွေလိုပဲချစ်တယ်အဲရောင်းမနဲ့လည်းညီမတွေလိုပဲချစ်တယ် အမထင်တာတော့နှစ်ပိုင်းကွဲသွားလိမ့်မယ်လို့ထင်တာပဲလေအဲရောက်ခမဘက်ကလည်းဒါရောက်ခမမှန်တယ်ပေါ့နော်ဒါသားသမီးကိုကြာချစ်တဲ့စိတ်ပေါ့အဲချွေးမဘက်ကလည်းချွေးမမှန်တယ်ပေါ့ဒါပေမဲ့အမအတွေးမိရဒီကားကိုချစ်တဲ့ချိန်မှာပေါ့နော်ရောက်ခမလည်းနည်းနည်း short အဲချွေးမလည်းနည်းနည်း short နည်းနည်းဆလောက်စီ short လိုက်ရင်တော့သူတို့ချစ်သွားကြမယ်ထင်တယ်အမုံမြင့်ကို hip လေးမှာမနက်ပိုင်းကြည့်ရမယ်အမ TV ဖုန်းမှာ ည9နာရီပြပါမယ်တနင်္လာနေ့ကနေတောက်ကြနေ့ထိရက်တွေအများကြီးကြည့်ရမယ့်အတွက်တဝါကြီးကြည့်ရမယ်လို့ထင်ပါတယ်ကြည့်ပြအောင်ကြည့်ပါလို့လည်းဖိတ်ခေါ်ချင်ပါတယ် of life.